ီတစ်ခါပြောပြခြင်းတဲ့အကြောင်းအရာကတော့ဂျပန်နဲ့ဖိလစ်ပိုင်တို့ရဲ့ကာကွယ်ရေးဆိုင်ရာသဘောတူစာချုပ်ဟာလက်ရှိအင်ဒိုပစိဖိတ်ဒေသတစ်ခုလုံးမှာရှိတဲ့အခြားဘယ်မဟာမိတ်ပူးပေါင်းဆောင်ရွက်မှုတက်မဆိုပိုပြီးလှည့်မြန်စွာအရှိန်ယူတိုးတက်နေတယ်ဆိုတဲ့အကြောင်းပါဒီသဘောတူညီချက်ကြောင့်နှစ်နိုင်ငံတပ်ဖွဲ့တွေဟာလေ့ကျင့်ရေးနဲ့ပူးရဲဆစ်စင်ရေးတွေအတွက်ဆိုရင်တနိုင်ငံရဲ့နယ်မြေတွေကိုနောက်တနိုင်ငံကအပြန်အလှန်ဝင်ရောက်ခွင့်ရရှိလာပါတယ်ဒီလိုအချိန်ဟုန်တဲ့တိုးတက်မှုတွေကဂျပန်နဲ့ဖိလစ်ပိုင်တို့ရဲ့မဟာမိတ်ဆက်ဆံရေးဟာ အရင်ငါထက်ဘလောက်ပိုပြီးနှက်ဆိုင်လာပြီလဲဆိုတာရှင်းရှင်းလင်းလင်းပြသနေရပါဒီလိုနယ်မြေဝင်ရောက်ခွင့်ပေးတဲ့သဘောတူညီချက်ကနောက်ဆုံးဖြစ်ပေါ်လာတဲ့တိုးတက်ပြောင်းလဲမှုဆိုတာထက်ဂျပန်ဖိလစ်ပိုင်ကာဝယ်ရေးမိဖက်ဆက်ဆံရေးအတွက်နောက်ထပ်ကြီးမားတဲ့ခုံပြန်ကျော်လွှမ်းမှုတစ်ခုကိုပြသနေရပဲဖြစ်ပါတယ်ဥပမာအနေနဲ့ပြောရရင်2025ခုနှစ်နိုဝင်ဘာလ26ရက်နေ့တုန်းကဖိလစ်ပိုင်ရေတပ်ဦးတည်ချုပ်ဖြစ်တဲ့ရေတပ်ဒုတိယဗိုလ်ချုပ်ကြီးဟိုဆေးမာအမ်ဘရိုစီယိုအက်စပါက မန္တလေးအနေနဲ့ဂျပန်ရေတပ်ကိုပိုင်ကာကွယ်ရေးတပ်ဖွဲ့ထံကအငိမ့်စားယူထားတဲ့ TC90 ရေချောင်းကင်းလှည့်လေရင်၅စီးကိုထပ်မံရယူဖို့ကြိုးပမ်းနေကြောင်းတရံဝင်အတည်ပြုပြောကြားခဲ့ပါတယ်။ဒီလိုမျိုး TC90 လေရင်တွေထပ်တောင်းဆိုမှုဟာလည်းအပူကူမာအမျိုးအစားဖြတ်သိမ်းမောလိုက်ပါကင်းလှည့်သိမ်းမောများကိုဂျပန်ကလွှဲပြောင်းပေးနိုင်မလားဆိုပြီးအကြိုဆွေးနွေးမှုတွေလုပ်နေတဲ့နောက်ဆက်တွဲဖြစ်ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။တကယ်တမ်းပြောရရင်ဒီလိုတောင်းဆိုမှုတွေဟာတာမန်အသေးအဖွဲကိစ္စတွေလုံးဝမဟုတ်ပါဘူး။ ဒါတွေဟာဖိလစ်ပိုင်နိုင်ငံကသူ့ရဲ့ကျဲပြန့်လှတဲ့ရေပိုင်တဲ့နယ်မြေတွေကိုစောင့်ကြည့်ဖို့ကာကွယ်ဖို့နဲ့အချုပ်ချာအာဏာကိုအခိုင်အမာပြသဖို့အတွက်ဆောင်ရွက်နေတဲ့ဗျူဟာမြောက်ပြောင်းလဲမှုကြီးရဲ့အုတ်မြစ်တွေပဲဖြစ်ပါတယ်။ဂျပန်အတွက်တော့ဒီလိုပူးပေါင်းဆောင်ရွက်မှုနှက်ဆိုင်လာခြင်းဟာပထမဂျုံကွင်းဆက်တစ်ချောင်းမှာသူ့ရဲ့လုံခြုံရေးအခန်းကဏ္ဍကိုတဖြည်းဖြည်းချဲ့ထွင်နေတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းပြသနေပြီးတစ်ဖက်မှာလည်းဖိလစ်ပိုင်နိုင်ငံအတွက်ကတော့ရေပြင်ထောင်လဲရေးမှာနှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်တဲ့စောင့်ကြည့်မှုကွာဟချက်တွေကိုပိတ်ဆို့ဖို့အတွက်အလွန်အရေးကြီးတဲ့ခြေလှမ်းတစ်ရပ်ဖြစ်နေပါတယ်။ ရေတပ်ဒုတိယဗိုလ်ချုပ်ကြီးအက်စပါကိုရိုင်ကကိုဒီအခြေအနေကိုပုံမွင့်လင်းလင်းဝန်ခံပြောဆိုခဲ့ပါတယ်။သူကကျွန်တော်တို့ရဲ့ရေပြင်ပိုင်တဲ့နယ်ပယ်ကိုသတိပြုသိရှိမှုမှာကွာဟချက်တွေအများကြီးရှိနေပါသေးတယ်လို့ရှင်းရှင်းလင်းလင်းပြောကြခဲ့ပြီးဒါကြောင့်ဒီလေရင်တွေကိုကျွန်တော်တို့ရေတက်ထဲထည့်သွင်းနိုင်မလားဆိုတာကိုဆုံးဖြတ်ချင်ပါတယ်လို့ပြောခဲ့ပါတယ်။ဒီရိုးရှင်းတဲ့ပြောဆိုချက်ရဲ့နောက်ကွယ်မှာတော့ပိုကြီးမားတဲ့ဇလန်းတစ်ပုတ်ရှိနေပါတယ်။အဲ့ဒီဇလန်းကတော့ဒေတာရင်းမှာပင်လယ်ပြင်တင်းမာမှုတွေမြင့်တက်လာချိန်မှာဒီမိုကရေစီနိုင်ငံတစ်ခုဟာယုံကြည်စိတ်ချရတဲ့ ညှိနှိုင်းဆောင်ရွက်ထားတဲ့ကာကွယ်ရေးစနစ်အတွက်အရေးတကြီးလိုအပ်နေတာမို့သူတို့ရဲ့စွမ်းရည်တွေစစ်ရေးမူဝါဒတွေနဲ့ဗျူဟာမြောက်အနာဂတ်တွေကိုပေါင်းစည်းလိုက်တဲ့ဇလံပဲဖြစ်ပါတယ်။အခုပြောနေတဲ့ TC90 လေယာဉ်များရဲ့ဗျူဟာမြောက်အရေးပါမှုကိုကြည့်ရအောင်ပါ။ဖိလစ်ပိုင်ဟာ TC90 လေယာဉ်တွေကိုအလင်းမြန်လိုအပ်နေရတာကတခြားနိုင်ငံတွေရင်ဆိုင်ရတာနဲ့မတူဘဲကြီးမားတဲ့စောင့်ကြည့်ရေးစိန်ခေါ်မှုကိုရင်ဆိုင်နေရလိုပါပဲ။ဖိလစ်ပိုင်မှာ area 1.26တန်စတူယန်ကီလိုမီတာကျယ်ဝန်းပြီး အာရှမှာအကြီးဆုံးတဲ့ကတစ်ခုဖြစ်တဲ့တီးတန့်စီးပွားရေးစုံကြီးကိုပိုင်ဆိုင်ထားတာကြောင့်ကြီးမားတဲ့ရေတက်ကြီးတွေတောင်ကင်းလှည့်ဖို့ခက်ခဲတဲ့ကျယ်ပြန့်တဲ့ရေပြင်ကုန်စောင့်ကြည့်ရတဲ့တာဝန်ကိုယူထားရတာဖြစ်ပါတယ်။ဒါပေမဲ့လက်ရှိမှာမနီလာအနေနဲ့ဒီကျယ်ပြန့်တဲ့ရေပြင်ရဲ့30ရာခိုင်နှုန်းခန့်ကိုသာစောင့်ကြည့်နိုင်ပြီးတရုတ်ကမ်းခြေဆောင်တပ်သင်းမော်တွေရေချောင်းလက်နက်ကိုင်ဖွဲ့တွေနဲ့သူတေသနာသင်းမော်တွေမကြာခဏအခွင့်ကောင်းယူနေကြတဲ့ကြီးမားတဲ့မျက်ကွယ်နေရာတွေအများကြီးကြန့်ရှိနေပါသေးတယ်။ ဒီ DC90 လေယာဉ်တွေကဒီလိုမျက်ကွယ်နေရာတွေကိုအချိန်တိုအတွင်းလှည့်မြန်သွားပိတ်ဆို့ပေးနိုင်မယ့်အဓိကတော့ချက်ပဲဖြစ်ပါတယ်။ဒီနေရာမှာ DC90 လေယာဉ်ဟာအလွန်အရေးကြီးတဲ့အခန်းကဏ္ဍကပါဝင်လာပါပြီ။သူ့ရဲ့စွမ်းဆောင်ရည်ကိုကြည့်မယ်ဆိုရင်ဒီလေယာဉ်ဟာမူလကဂျပန် ရေတပ်ကလေယာဉ်မှူးလေ့ကျင့်ရေးနဲ့ရေတောင်းထောက်လှမ်းရေးအတွက်အဓိကအသုံးပြုခဲ့တဲ့အင်ဂျင်နှလုံးတက်တာဘူလေယာဉ်ဖြစ်ပါတယ်။ဒါပေမဲ့ဖိလစ်ပိုင်ရဲ့လိုအပ်ချက်အတွက်ဆိုရင်တော့တကယ်ကိုစံပြဖြစ်နေတာပါ။ ဘာဖြစ်လို့လဲဆိုတော့သူဟာရေပြင်ပေါ်ကငါးဖန်းသင်းမော်တွေလိုသိငယ်တဲ့အရာတွေကိုအနီးကပ်လေ့လာဖို့အတွက်နေနေကွေကွေသွားလာတယ်လို့ဖိလစ်ပိုင်ရဲ့ရှေးလျားလာတဲ့ကန်ယူရန်တွေကိုကာမိဖို့အတွက်မြန်မြန်ဆန်ဆန်သွားလာနိုင်ပါသေးတယ်။လုပ်ငန်းတောင်ဝင်များရာကြည့်ရင်လည်းသူ့ရဲ့ဗတ်ဆောင်သုံးနိုင်မှုကြောင့်စကားပူရေတိမ်ပိုင်းဘာတနက်စ်ဂျွန်းတွေနဲ့ပါလာဝန်နီးမှာရှိတဲ့အခြေအနေတင်းမာတဲ့နေရာတွေပေါ်ကလက်နက်ကင်အစုအဖွဲ့များကိုခြေရခံတာတန်တရားဖြစ်ပွဲသင်းမော်တွေကိုနောက်ရောက်ခံလိုက်တာနဲ့ ပုံမှန်ကင်းလှည့်ခြင်းတွေကိုလှုပ်ဆောင်ဖို့အကောင်းဆုံးရွေးချယ်မှုပဲဖြစ်ပါတယ်။ DTC90 ရဲ့ရေးပါမှုကနီးပညာစွမ်းဆောင်ရည်ထက်ကိုကြော်လွန်ပါတယ်။ဂျပန်က2018ခုနှစ်နဲ့2018ခုနှစ်တွေမှာ TC90 ငါးစီကိုဖိလစ်ပိုင်ကိုစတင်လွှဲပြောင်းပေးခဲ့ခြင်းကတိုကျိုရဲ့ပထမဆုံးချိန်နိုင်ငံသားကိုစစ်ပတ်တရင်လွှဲပြောင်းပေးခဲ့မှုဖြစ်ခဲ့ပူပါတယ်။ဒါဟာ2014ခုနှစ်မှာဂျပန်ကသူ့ရဲ့တင်းကျပ်တဲ့ကာဝေးရေးပုတ်ကုံစီးမြင့်တွေကိုဖြေလျှော့ပြီးမှပါဖြစ်ခဲ့တာပါ။ ဒီလွှဲပြောင်းမှုဟာဆယ်စုနှစ်များစွာကြာမြင့်ခဲ့တဲ့အတားအဆီးတွေကိုဖြိုဖျက်ခဲ့ပြီးဒေတာရင်းလုံခြုံရေးမှာဂျပန်ရဲ့ပုံမတက်ကြွတဲ့အခန်းကဏ္ဍကိုထမ်းဆောင်လူစိတ်ကိုတရံဝင်ပြသလိုက်တာပဲဖြစ်ပါတယ်။ရှင်းနှစ်ကြာပြီးနောက်မှာတော့ဒီအစောပိုင်းကစတင်ခဲ့တဲ့လွှဲပြောင်းမှုဟာခိုင်မာတဲ့ဗျူဟာအဖြစ်ရင့်ကျက်လာပါပြီ။ဖိလစ်ပိုင်ကကောင်းကင်မှာမျက်လုံးတွေပုံမလိုအပ်နေပြီးဂျပန်ကလည်းအဲ့ဒီကွာဟာချက်ကိုဖြည့်ဆည်းပေးဖို့အလိုလားဆုံးနဲ့အစွမ်းဆုံးမိဖတ်ဖြစ်ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ဒါအပြင်ဂျပန်ကဖိလစ်ပိုင်ကို ကာကွယ်ရေးအကူအညီလွှဲပြောင်းပေးတာတွေဟာအရင်လိုတီးခြားလှူဒန်းမှုတွေသာမဟုတ်တော့ပါဘူး။ဒါဟာခေတ်သက်သမိုင်းမှာမနီလာတိုချိုပူးပေါင်းဆောင်ရွက်မှုအလုံးထက်ပိုမိုလှင်မြန်သွားအရှိန်ယူနေတဲ့ဖွဲ့စည်းတည်ဆောက်ထားသောရေရှည်လုံခြုံရေးမိဖက်ဆက်ဆံရေးဖြစ်ကိုပြောင်းလဲလာခဲ့ပါပြီ။အကူအညီများအနေနဲ့ကြည့်ရင်တိုချိုကအစစ်မြင့်လေးချောင်းထောက်လှမ်းရေးရေဒါစနစ်ကိုပေးပို့ပြီးဖြစ်သလိုဂျပန်ရဲ့ချဲ့ထင်နေတဲ့စစ်ဘက်အကူအညီအစီအစဉ်တစ်ပိုင်းဖြစ်တဲ့တရယဝင်းလုံခြုံရေးအကူအညီမူပေါင်းအောက်မှာ ကန်ယူရန်ဆောင်ကြီးရေဒါအသစ်တွေကိုလည်းပို့ဆောင်ဖို့လည်းပြင်ဆင်နေပါတယ်။ဒီလိုလွှဲပြောင်းမှုတွေကရှေ့တန်းခြေဆိုင်စခန်းများတိဆောက်ရင်းနဲ့ဗျူဟာမြောက်ပေါင်းဆက်လိုက်တာကအပြောင်းအလဲကြီးကိုဖြစ်ပေါ်စေတာပဲဖြစ်ပါတယ်။ဥပမာထိုင်ဝမ်နဲ့200ကီလိုမီတာသာဝေးတဲ့မဟာတာအိုဘာဒန်နက်စ်မှာပေါ်ထွက်လာနေတဲ့အချက်အချာကြတဲ့နေရာအပါဝင်ဖိလစ်ပိုင်ရဲ့မြောက်ပိုင်းနယ်နိမိတ်တစ်လျှောက်မှာရှေ့တန်းဆက်စင်ရေးအခြေဆိုင်စခန်းများကိုဖိလစ်ပိုင်ကလှည့်မြန်စွာတည်ထောင်နေတာကိုတွေ့ရပါတယ်။ ဒီလိုမျိုးပူရဲထောက်လန်းရေးကဖိလစ်ပိုင်တို့ကတကယ့်ကိုအားကိုးရမယ့်အရာပါဂျပန်ရဲ့ရေဒါတွေ TC90 ကင်းလှည့်လေယာဉ်တွေနဲ့အနာဂတ်မှာအသုံးပြုမဲ့လူမဲ့စနစ်ကမနီလာကိုလူဆောင်ရေးလက်ကြားမြောက်ဖိလစ်ပိုင်ပင်လယ်နဲ့ပို့ပြီးအငင်းပွားလာတဲ့အနောက်ဖိလစ်ပိုင်ပင်လယ်ကိုအရင်ကထက်ပိုမိုတိကျသွားစောင့်ကြည့်နိုင်ဖို့ကူညီပေးပါလိမ့်မယ်။ဒါဟာရိုးရိုးစွမ်းရည်တည်ဆောက်ခြင်းမဟုတ်ပါဘူး။ဒါဟာပထမဂျွန်းကွင်းဆက်တစ်လျှောက်မှာဖြန့်ကျက်ထားတဲ့နိုင်ငံတကာပူးပေါင်းစောင့်ကြည့်ရေးစနစ်ကိုဖန်တီးနေခြင်းပဲဖြစ်ပါတယ်။ ဒါအပြင်ဂျပန်ဟာရင်းကုန်သင်းမောစန့်ကျင်ရေးစစ်စင်ရေးလေ့ကျင့်ရေးအတွက်ဖိလစ်ပိုင်ရေတပ်သားတွေနဲ့လေယာဉ်မှုတွေကိုလက်ခံပြီးသင်တန်းပေးနေပါတယ်။ရင်းကုန်သင်းမောတွေဟာဖိလစ်ပိုင်ရေပိုင်နဲ့အနီးတရုတ်ရင်းကုန်သင်းမောလှုပ်ရှားမှုတွေကိုထောက်လှမ်းမှုအတွက်ကမ္ဘာအဆင့်ပြီးဂျပန်ရဲ့ကျွမ်းကျင်မှုကအလွန်အရေးပါပါတယ်။ရေတပ်ဒုတိယဗိုလ်ချုပ်ကြီးအက်စပါကဂျပန်ဟာသူတို့ကိုထောက်လှမ်းရေးအချက်အလက်မျှဝေတာနဲ့ကျွမ်းကျင်မှုတွေပေးပြီးကူညီနေကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။ဒီလွှဲပြောင်းမှုတွေရဲ့နောက်ွယ်ကသတင်းစကားကရှင်းပါတယ်။ ဂျပန်ဟာဖိလစ်ပိုင်ကိုပင်လယ်ပြင်စောင့်ကြည့်ဖို့ကူညီပေးနေုံသာမကပဲကာကွယ်ဖို့ပါလက်တွဲပြီးပြင်ဆင်ပေးနေတာဖြစ်ပါတယ်။ဒီအချိန်မှာဂျပန်ရဲ့အပူကာမာအမျိုးအစားဖြတ်သိမ်းမောလိုက်ပါကင်းလှည့်သိမ်းမောတွေကိုလွှဲပြောင်းနိုင်ကြေးဆိုတာကဖိလစ်ပိုင်ရေတပ်အတွက်နှစ်ပေါင်းများစွာအတွင်းအကြီးအမားဆုံးခင့်မီရေးအခွင့်အရေးကိုကိုးစားပြုနေတယ်ဆိုတာကိုနားလည်ထားဖို့လိုပါတယ်။သူတို့ရဲ့စွမ်းဆောင်ရည်ကိုကြည့်မယ်ဆိုရင်1989ခုနှစ်နဲ့1993ခုနှစ်ကြားမှာတည်ဆောက်ခဲ့တဲ့အပူကာမာ အမျိုးအစားသင်္ဘော6စီဟာရင်းကုန်သင်္ဘောစန့်ကျင်ရေးကန်ယူရန်ကင်းထည့်စစ်စင်ရေးများနဲ့လိုက်ပါပြီးကာကွယ်ရေးမရှင်များကိုအလေးထားဒီဇိုင်းထုတ်ထားတဲ့တပ်တည်ပြပြီးသားဗတ်စုံအုံတွေဖြစ်ပါတယ်အခုလိုတရုတ်ရင်းကုန်သင်္ဘောတွေကန်ကျေဆောင်တဲ့သင်္ဘောကြီးတွေနဲ့ခြေချောင်းလက်နက်ကင်အဖွဲ့တွေကအငင်းပွားရေပြင်းတွေပုံမှုနဲ့ဆိုင်စာဝင်ရောက်လာချိန်မှာဖိလစ်ပိုင်ဟာဒီလိုစွမ်းရည်မျိုးကိုအရေးတကြီးလိုအပ်နေတာပါဒီသင်္ဘောတွေကဖိလစ်ပိုင်ရဲ့လက်ရှိစွမ်းရည်တွေမှာရှိနေတဲ့ ကွာဟချက်ဖြည့်ဆည်းပေးနိုင်စွမ်းမျိုးကိုချက်ချင်းဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်။ဗျူဟာမြောက်လိုအပ်ချက်အရရေတက်ဒုတိယဗိုလ်ချုပ်ကြီးအက်စပါကအ ਨੇ ဆုံးတင်မောတုံးတီတောင်းဆိုခြင်းဟာလက်တွေ့ကြတဲ့မူဝါဒကိုထင်ဟပ်စေပါတယ်။သူတို့ရဲ့အစီအစဉ်ကရှင်းပါတယ်။တင်မောတစည်းကိုမစ်ရှင်ဆောင်ရွက်ဖို့တစည်းကိုပုံမှန်ပြုပြင်ထိန်းသိမ်းမှုနဲ့ကြံတစည်းကိုရေတက်သားတွေလေ့ကျင့်ဖို့အတွက်သုံးဆွဲမှာဖြစ်ပါတယ်။ဒီလိုလေပတ်မှုပုံစံကဖိလစ်ပိုင်ရေတက်ရဲ့မပြတ်မလတ်ရေချောင်းတက်ဆွဲမှုကိုအာမခံပေးနိုင်မှာဖြစ်တယ်လို့ အသေးရတဲ့ပိုင်ဆိုင်မှုတွေကိုလည်းအလွန်အကျွံအသုံးပြမှုကြောင့်ပျက်စီးသွားခြင်းမရှိသေးဘူးကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့လည်းဒီကိစ္စရဲ့အခက်အခဲစစ်စစ်ကတော့သင်းမောအချိန်နေမှာမဟုတ်ပဲတူချုံမှာပေါ်ပေါက်နေတဲ့ဥပဒေရေးရာနဲ့နိုင်ငံရေးဆိုင်ရာအငင်းပွားမှုမှာရှိနေပါတယ်။ဂျပန်ရဲ့လက်ရှိလက်နက်တင်ပို့မှုကန့်သတ်ချက်တွေကစစ်ပီးခင်ငြိမ်းချမ်းရေးဝါဒဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့အမွေအနှစ်အဖြစ်သေစေနိုင်တဲ့လက်နက်လွှဲပြောင်းခြင်းကိုတင်းတင်းကြပ်ကြပ်ကန့်သတ်ထားပါတယ်။ ဒါပေမဲ့အုပ်ချုပ်နေတဲ့ Liberal Democratic Party LDP ကတော့ဒီစည်းမျဉ်းတွေကိုဖြေလျှော့ဖို့အပြင်းထန်တဲ့တဖြည်းဖြည်းချင်းတွန်းအားပေးနေပါတယ်။အကယ်၍သာအဘူကူမာလွှဲပြောင်းမှုသာအောင်မြင်သွားခဲ့ရင်ဒါဟာဂျပန်ရဲ့တမိုင်းတစ်လျှောက်အကြီးဆုံးစစ်ဘက်သုံးပစ္စည်းတင်ပို့မှုများတွေကတခုဖြစ်လာမှာဖြစ်ပြီးဖိလစ်ပိုင်နဲ့ကာဝေးရေးပူးပေါင်းဆောင်ရွက်မှုကိုတမိုင်းဝင်တိုးချဲ့လိုက်ခြင်းပဲဖြစ်ပါတယ်။ဒီတစ်ခုလုံးကိုခြုံကြည့်လိုက်ရင်ဂျပန်နဲ့ဖိလစ်ပိုင်ကာဝေးရေးပူးပေါင်းဆောင်ရွက်မှုတိုးတက်လာခြင်းရဲ့တွန်းအားပေးထားတာကတော့ အားလုံးကနားလည်ထားတဲ့အတိုင်းအပြန်အလှန်ဝင်ရောက်ခွင့်သဘောတူညီချက်ပဲဖြစ်ပါတယ်။ဒီသဘောတူညီချက်ဟာနှစ်နိုင်ငံတပ်ဖွဲ့တွေပူးတွဲလှုပ်ဆောင်မှုကိုငြိမ်သက်နေတဲ့အချိန်မှာတော့ပြက်ပြက်သားသားအသစ်ပြန်လည်စီမံလိုက်တာဖြစ်ပါတယ်။ RAA ရဲ့အကျိုးသက်ရောက်မှုကတော့အခုအပြည့်အဝအသက်ဝင်နေတဲ့ IAA ဟာပူးတွဲလေ့ကျင့်မှုတွေ၊သင်းမောလှုပ်ရှားမှုတွေ၊လေကြောင်းဖြတ်တန်းခွင့်တွေနဲ့ပြည်စည်းကရိယာလွှဲပြောင်းမှုတွေကိုအချိန်ကြာမြင့်စွာနှေးကွေးစေခဲ့တဲ့ bureaucracy အတားအဆီးများကိုလုံးဝနှိပါဖယ်ရှားပစ်လိုက်တာပါပဲ။ အဲ့ဒီဒါစီရိစာအမေရိကန်နဲ့ဂျပန်တို့ရဲ့တပ်ဖွဲ့များအဆင့်တန်းသဘောတူညီချက်ရဲ့စိတ်တက်နဲ့ဆင်တူတဲ့မူပေါင်းတစ်ခုနဲ့အစားထိုးလိုက်တာဖြစ်ပါတယ်။ဒါကဂျပန်နဲ့အမေရိကန်တို့ပူးပေါင်းဆောင်ရွက်တယ်လို့မျိုးဖိလစ်ပိုင်နဲ့ဂျပန်ဟာလည်းပုံမိုချုံးဝင်မြန်ဆန်စွာအတူတကွလှုပ်ဆောင်နိုင်တော့မယ်ဆိုတဲ့သတင်းစကားပါပဲ။စစ်စင်ရေးပေါင်းစပ်မှုမှာဆိုရင် RAA ရဲ့ကျေးဇူးကြောင့်ဂျပန်ရစ်တပ်သင်္ဘောတွေဟာဖိလစ်ပိုင်စိတ်ကမ်းတွေကိုအရင်ကထက်ပုံမိုပြီးမကြာခဏဝင်ရောက်ခွင့်ရရှိလာပါပြီ။ဂျပန်တပ်ဖွဲ့တွေဟာစာရွက်စာရန်ကိစ္စအနည်းဆုံးနဲ့ လေ့ကျင့်ရေးအတွက်အလှည့်ကျဝင်ထွက်နိုင်သလိုနှစ်နိုင်ငံစလုံးဟာလွန်ခဲ့တဲ့နှစ်အနည်းငယ်ကစဉ်းစားလို့တော့မရနိုင်တော့တဲ့စစ်ရေးပံ့ပိုးပို့ဆောင်မှုအဆင့်တစ်ခုနဲ့ဘူးတဲ့ဆက်ဆံရေးတွေကိုစီစဉ်ဆောင်ရွက်နိုင်ပါပြီ။ဆိုလိုတာကအရေးပေါ်အခြေအနေတစ်ခုပေါ်လာရင်ဂျပန်သင်းမိုးတွေဟာဖိလစ်ပိုင်ရဲ့စိတ်ကမ်းတွေကိုအလင်းမြန်ဝင်ရောက်နိုင်ပြီးလောင်စာစီဖြစ်ရိတ်ခါဖြစ်တဲ့ငါရေးပြမှာဆက်ဆံရေးကိုချက်ချင်းပြန်လဲစတင်နိုင်တာကြောင့်တရုတ်ရဲ့ရေကြောင်းလှုပ်ရှားမှုတွေကိုတံပြန်ရမှာအချိန်ကိုက်တုံ့ပြန်နိုင်စွမ်းကိုတိတိတသားမြင့်တင်ပေးလိုက်တာဖြစ်ပါတယ်။ ဒါအပြင်ပထဝီနိုင်ငံရေးအထိပ္ပယ်ရပါကြည့်မယ်ဆိုရင်ဒီ RAA ဟာဖိလစ်ပိုင်ကိုဂျပန်အမေရိကန်ဖိလစ်ပိုင်လုံခြုံရေးတရိကံအတွင်းမှာခိုင်မြဲစွာချိတ်ဆက်ပေးလိုက်တာဖြစ်ပါတယ် RAA အသက်ဝင်လာတာနဲ့မျှတိုဂျွန်နဲ့မလီလာဟာတခါတရံပူးပေါင်းတဲ့မိဖက်တွေသာမဟုတ်တော့ဘဲစည်ရေးအရာချိတ်ဆက်ထားတဲ့ဗျူဟာအရာတပြိုင်တည်းဖြစ်နေတဲ့မဟာမိတ်များဖြစ်လာပါပြီဒီအချက်ဟာဖိလစ်ပိုင်ကိုရေတက်အင်အားအရခင့်မိဖို့အတွက်အပူကူမာဖြတ်သိမ်းမောလိုက်ပါကင်းလှည့်သိမ်းမောတွေရဲ့အကျိုးသက်ရောက်မှုကိုအလွန်အမင်းရှင်းရှင်းလင်းလင်းဖော်ပြနိုင်ပါတယ် ဘာကြောင့်လဲဆိုတော့ RAA မရှိဘဲနဲ့ဒီအဘူကူမာသင်းမော်တွေဟာရေတက်အတွက်ရိုးရိုးပစ္စည်းအစ်စ်တွေသာဖြစ်ပြီး RAA ကြောင့်သာဒီသင်းမော်တွေဟာဒေတာရင်းလုံခြုံရေးကိုစစ်ဆင်ရေးအရာချိတ်ဆက်ပေးနိုင်မဲ့အဓိကတော့ချက်ဖြစ်လာတာပဲဖြစ်ပါတယ်ဖိလပိုင်ရဲ့ DC90 လေယာဉ်တွေပုံမှန်ရယူလုံမှုနဲ့အဘူကူမာသင်းမော်အမျိုးအစားသင်းမော်တွေရရှိနိုင်ခြင်းဟာရေတက်ရဲ့အနာဂတ်ရည်ရည်ချက်ကိုတိုက်ရိုက်ပြန်လည်ပုံဖော်နေတယ်ဆိုတာကိုကာကွယ်ရေးစီမံသူတွေကနားလည်ထားပါတယ်ဒါကြောင့်ဒီအနာဂတ်ကိုသူတို့က ကာကွယ်ရေးတရိကံလို့ပို့ပို့ပြီးဖော်ပြနေကြပါတယ်။ဒီမူအောင်ကမနီလာကိုအန္တရာယ်အခြေဆုံးရေချောင်းနယ်နိမိတ်တွေတခြားမှာအလှော်လိုက်အကွာအကဲကိုပေးနိုင်မှာဖြစ်ပါတယ်။ဒါကိုသုံးသပ်ကြည့်ရင်သူတို့ရဲ့လုံခြုံရေးပထဝီဝင်အနေအထားကိုရှင်းရှင်းလင်းလင်းမြင်ရပါတယ်။ပထမဦးဆုံးအနေနဲ့မြောက်ဘက်ကိုကြည့်ပါမယ်။ဒီနေရာဟာထိုင်ဝမ်နဲ့နီကတ်ဆိုတာတရှိတဲ့ဘာဒန်နက်ကျွန်းများတရှိရာနေရာပါပဲ။ဒီနေရာမှာရှိတဲ့ခြေဆိုင်စခန်းတွေမှာဂျပန်ရေဒါတွေတပ်ဆင်ထားပြီး လိုအပ်တဲ့အချိန်မှာအမေရိကန်ထောင်လန်းရေးစနစ်တွေကပံ့ပိုးပေးထားပါတယ်။ဒါကလူဆောင်ကြီးလက်ကြားတစ်ချောင်းမှာစောစည်းစွာတတိပေးနိုင်မဲ့စနစ်ကိုပေးပြီးဒီရလက်ကြားဟာဖိလစ်ပိုင် လုံခြုံရေးအတွက်တောင်မှကထိုင်ဝမ်ရေးပေါ်အခြေအနေအတွက်ပါအလွန်အရေးကြီးတဲ့လမ်းပိတ်စခန်းတစ်ခုဖြစ်နေလို့ပါ။ဒီနေရာကိုပိတ်နိုင်ရင်တရုတ်ရဲ့ရေတပ်နဲ့လေကြောင်းလှုပ်ရှားမှုတွေကိုထိထိရောက်ရောက်ဟန့်တားနိုင်မှာပါ။နောက်တစ်ခုကတော့အနောက်ဘက်ပါ။ဒီနေရာဟာအငင်းပွားဝယ်ရာအများဆုံးဖြစ်တဲ့အနောက်ဖိလစ်ပိုင်ပင်လယ်ကိုဆိုလိုတာပါ။ ဒီနေရာမှာ TC90 ကင်းလှည့်လေယာဉ်တွေ၊ကန်ယိုဒန်ရေဒါတွေနဲ့အသစ်တပ်ဆင်ထားတဲ့ Brahmox ဒုံးကျည်ပစ်စနစ်များဒီစနစ်တွေကဟန်တာကာကွယ်ရေးရဲ့အဓိကအစိတ်ပိုင်းကိုဖွဲ့စည်းထားပါတယ်။ဒီစနစ်တွေဟာဖိလစ်ပိုင်ကိုစောင့်ကြည့်ဖို့ခြေရာကန်အချက်အလက်တွေနဲ့လိုအပ်ရင်စကာပိုရေတိမ်ပိုင်းနဲ့ဒုရီယာသောမတ်ရေတိမ်ပိုင်းအင်းဒီကရန် လိုတဲ့လှုပ်ရှားမှုတွေကိုစိန်ခေါ်ဖို့လိုအပ်တဲ့ထိုးစစ်စွမ်းရည်ကိုပါပေးအပ်လိုက်တာဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့တောင်ဘက်မှာလည်းပြင်ဆင်မှုတွေလုပ်ထားပါတယ်။ ရေချောင်းကင်းလှည့်မှုတိုးချဲ့ခြင်းနဲ့စိတ်ကမ်းများအဆင့်မြင့်နေခြင်းကစူးလူပင်လယ်နဲ့ service ပင်လယ်တွေကိုမိခိုးရောင်စုံလှုပ်ရှားမှုမောင်ခိုလမ်းကြောင်းတွေနဲ့ဖြစ်နိုင်ခြေရှိတဲ့ကျူးကျော်မှုတွေကိုတုံ့ပြန်ဖို့ရေတက်ရဲ့စွမ်းရည်ကိုအားဖြည့်ပေးပါတယ်။ဒီလိုကာကွယ်ရေးတရိကံပုံစံချမှတ်လိုက်တဲ့အတွက်ဖိလစ်ပိုင်ရဲ့လုံခြုံရေးဟာဘတ်စုံကာကွယ်ရေးစနစ်အဖြစ်အသက်ဝင်လာတာကိုတွေ့ရပါတယ်။အထူးသဖြင့် DC-90 လေယာဉ်တွေရဲ့ကြာရှည်ပြန်တန်းနိုင်စွမ်းနဲ့ကျယ်ပြန့်တဲ့နေရာကိုကာမိနိုင်မှုတို့ဟာ ထောင်လဲရင်နဲ့ပြစ်မှတ်ရှာဖွေမှုပုံရိပ်ကိုတိတိတသားမြင့်တင်ပေးပါရယ်ဒီလိုလှုပ်ဆောင်ခြင်းအဖြစ်ဒုံးကြီးတပ်ဖွဲ့တွေဟာယာနဲ့ချီတဲ့ကီလိုမီတာကွာဝေးမှာရှိတဲ့ဂျင်းမျက်နှာပြင်ပြစ်မှတ်တွေကိုခြေရာခံဖို့အတွက်အချိန်နဲ့တပြင်းညီထောင်လဲရင်အချက်လက်တွေရရှိလာမှာဖြစ်ပါရယ်ရေတပ်ဒုတိယဗိုလ်ချုပ်ကြီးအက်စပါကိုရိုင်းကကျွန်တော်တို့ကခင်မိတဲ့ရေတပ်တစ်ခုကိုတိစောက်ဖို့ကြိုးစားနေတာဖြစ်ပါတယ်လို့ရိုးရိုးရှင်းရှင်းပြောကြခဲ့ပြီးကျွန်တော်တို့ဂျပန်နဲ့အမေရိကန်စီကနေကျွမ်းကျင်မှုတွေလိုပါတယ်လို့ဆက်လက်ပြောဆိုခဲ့ပါတယ် ီဝယ်ယူမှုတွေဟာကုန်သိက္ခာအတွက်ပစ္စည်းတွေရယူတာမဟုတ်ပါဘူး။ဒါတွေဟာရေတက်ကိုဆော့ဆော့စီစီထောက်လန်းနိုင်မှုပုံမြန်မြန်တုံ့ပြန်နိုင်မှုနဲ့ယုံကြည်မှုရှိရှိစစ်ဆင်နိုင်မှုအတွက်ပြောင်းလဲနေတဲ့အခြေခံအုတ်မြစ်တွေပဲဖြစ်ပါတယ်ခင်ဗျာ။သူတို့ဟာအင်ဒိုပစိဖိတ်ဒေသရဲ့မလုံခြုံမှုတွေကိုရင်ဆိုင်မှုအတွက်မဟာမိတ်နှစ်ခုရဲ့အကူအညီနဲ့စနစ်တကျပြင်ဆင်နေပြီဆိုတာကိုဒီအချက်လက်တွေကသက်သေပြနေတာပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။